ကျမ်းမာရေးစောင့်ရှောက်ကြတဲ့ဆရာမတို့ဒူနာပြုဆရာဝန်ဆရာမဒူနာပြုတွေနဲ့ပတ်သက်ပြီးတော့လဲမြတ်စွာဘုရားကဟောထားသေးတယ်အချက်၅ချက်ပဲဒါလဲချက်၅ချက်ဟောထားတာနမတိကပါရောဆိုလို့ရှိရင်ပฏิဘလောဘိသ္ဆံတံဝိတ္တံနမတိအရေးကြီးဆုံးကတော့အကျမ်းမာတဲ့ပုဂ္ဂိုလ်ကုသမှုဆိုတဲ့နေရာမှာဆေးဟာအဓိကပါ မန္တမန္တရမန်းပြီးတော့အုံဖွားလို့ခုရတဲ့ဟာမဟုတ်ဘူးယောဂနဲ့တင့်တော်တဲ့ဆေးကိုစီမံထားရတယ်ဆေးပိဒါဒီလိုဆုံးလို့ရပါဘောအာယဝိဒပညာရဆိုလို့ရှိရင်တော့ဆေးဖော်ရတာပေါ့အခုခေတ်ဓာတုဝိဒဆေးတွေကြတော့အသင့်ဖော်ဆက်ထားပြီးသားဆေးတွေနဲ့တင့်တယောတဲ့ဆေးကိုရွေးချယ်တာဒါနံပါတ်1အင်္ဂါရဒီယောဂဖြစ်ရင်ဒီဆေးတင့်တော်တယ်ဆိုရဲအဲ့ဒီတင့်တော်တဲ့ဆေးကို စီမံဖို့ဆက်ပြီးထရမယ်တဲ့ဒါကဆရာဝန်ဆရာမသူနာပြုတွေပထမဆုံးပြည့်စုံရမယ်အင်္ဂါတစ်ခုပဲနောက်တစ်ခုကတော့ဘာတော့ဆိုရင်တပ္ပယံတပ္ပယံသာနာတိဒီလူနာနဲ့တော်တယ်မတော်ဘူးနော်အစာအာဟာရနဲ့ပတ်သက်တာဖြစ်စေအနေထိုင်နဲ့ပတ်သက်တာဖြစ်စေ တင့်လျော်တယ်မတင့်လျော်ဘူးဆိုတာမမှန်ကန်ကန်သိရမယ်မမှန်ကန်ကန်သိပြီးတဲ့အခါအတ္တပါယအပနာမိမတော်တာတွေကိုဖယ်ရှားလို့တော်မဲ့အရာတွေကိုသူ့ပေးရမယ်ဒီလိုဆိုတော့အစာအာဟာရကျွေးတဲ့အခါမှာမတော်တဲ့အစာအစာတွေမပေးမိဘူးတော်တဲ့အစာအစာကိုသာပေးမိဖို့ဒီလိုနံပါတ်1မှာ တင့်တော်တယ်မတင့်တော်တယ်နှစ်ခုခွဲခြားသိပြီးတော့မတင့်တော်တာကိုဖယ်ရှားလို့တင့်တော်တာတွေကိုကြွေမွေဆောက်ရှောက်ပေးရမယ်ဒါကနံပါတ်1အင်္ဂါရဖြစ်တယ်နံပါတ်3အင်္ဂါရကြတာဘာတော့ဆိုမေတ္တာစိတ်တော်ခိလန္နာဥပ္ပထာတိနောအမိတံတောလူနာကိုဆေးကုတဲ့အခါမေတ္တာစိတ်နဲ့ပဲခုပါတဲ့ သူစီကတစုံတစ်ခုရမှာကိုမျောလင့်ပြီးတော့မလုပ်ပါနဲ့မေတ္တာစိတ်တော့ဥပ္ပတ္ထတိမေတ္တာစိတ်နဲ့ပဲလှုပ်ပါသူ့ရဲ့အကျိုးစီးပွားယောဂဝေဒနာပျောက်ခဲပါစေကောင်းကျိုးချမ်းသာတွေရပါစေဆိုရင်မေတ္တာစိတ်နဲ့ပဲပြုစုကုသပေးပါတဲ့ဒါလည်းမေတ္တာစွမ်းရည်ကြောင့်မို့သူပေးတဲ့ဆေးဟာပိုထက်သူ့ရဲ့ကုသမှုတစ်ဖက်သားကိုအကျိုးသက်ရောက်မှုတွေဖြစ်ပေါ်စေ တမန်အားဖြင့်ဟာတော့ဒီလိုမဖြစ်ဘူးလို့ထင်ကောင်းထင်ကြလိုက်သို့တော့တဦးမေတ္တာတဦးမှာဆိုတာလိုပဲဆရာဝန်ဆရာမသူနာပြုရဲ့မေတ္တာကနေကူးဆက်သွားပြီလူနာအပေါ်မှာယောဂဝိရဏတက်တာသွားတာဆိုတာဖြစ်နိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကမေတ္တာစိတ်နဲ့ကူးပါတဲ့ဒီအချိန်မှာတခြားမျောလင်းချက်နဲ့မလုပ်ပါနဲ့ဟောဒါနံပါတ်3နံပါတ်4ကြတော့ လူမမာဆိုတာအညစ်အကြေးတွေခန္ဓာကိုယ်အထွတ်တဲ့အညစ်အကြေးတွေဆိုတာရှိဆရာဝန်ဆရာမဒါတွေပေါ်မှာမယွန်းရှာပါနဲ့တဲ့ပြုစုနိုင်ရမယ်နှလုံးကောင်းရမယ်ပေါ့ဆိုလိုတာဟာနော်ဒါတွေပေါ်မှာဆင်ញင်ပြီးတော့ယွန်းရှာမှုမရှိအောင်သုတ်တင်ရှင်းလင်းပေးတဲ့နေရာမှာယွန်းရှာမှုမဖြစ်အောင်ကိုယ်စိတ်ကိုကြံ့ခိုင်အောင်ကြိုးစားထားပါလို့ ဒီလိုပြောတာနံပါတ်5ခြားတော့ပို့ပြီးတော့အရေးကြီးလားနံပါတ်5ခြားတော့ကိုကုသပေးတဲ့ခိလန္ဓအပိစကားပြောတတ်ဖို့အပိစကားပြောရမယ်ဒီမှာတော့အပိစကားဆိုတာအဆင့်ဆင့်ရှိတာပေါ့နော်ပฏิပလောဟောတိခိလန္ဓကာလေနကာလံဓမ္မိယကထာယတန်တတေတုံနေဆိုတော့ သူကကြိုးကြောင်းစီလျော်တဲ့စကားမျိုးသို့မဟုတ်တရားစကားမျိုးအာပေစကားမျိုးလေးတွေကိုပြောပြရမယ်တဲ့ခိလနာအာရှိတာယောဂဝေဒနာတက်တာလောက်ပြောပြရအာပေစကားဆိုတာကြည်နကုလပိတာတကာကြီးမကြမ်းမမာဖြစ်နေတဲ့အခါမှာနကုလမာတာဆိုတဲ့တကမကြီးကအာပေစကားပြောတာနော်သူအာပေစကားပြောတာရှင်ဘာမမပူနဲ့တဲ့ နော်ဘာမှစိတ်ထဲမှာမထားနဲ့ကိုတရားလေးကိုနှလုံးသွင်းငါမရှိရင်သူ့ကလေးတွေနဲ့ဖြစ်ပါမလားလို့မစင်စားနဲ့သူဖြစ်အောင်လုပ်နိုင်တယ်ဒါလည်းအပိစကားပဲကျွတ်ချောင်းစီရော်တဲ့စကားတစ်ခုပြောပြတာတောင်းစင်ဖြစ်ပြီးစိုးရင်စိတ်နဲ့ယောဂဖြစ်မှာဆုံးလို့ပြောတဲ့စကားအဲ့လိုပြောတယ်နောက်ဆုံးကဘယ်လောက်ထီအောင်ပါတော့ဆိုလို့ရှိရင် ရှင်သေးသွားရင်ကျမနောက်ထပ်အိမ်အောင်ပြုမယ်လို့လည်းမစဉ်းစားပါနဲ့တဲ့ရှင်သေးတဲ့အချိန်ကျမတို့ဟာမစရိယသိခါဘုကိုစောက်တည်လာတာနှစ်ပေါင်းဘလောက်ရှိပြီလဲတဲ့ဟောဆိုလိုတာကတရားစကားဆိုဒီမှာအာတက်တရောဖြစ်အောင်ပြောပပြောပြပေးတဲ့အာပေးစကားတွေပေါ့နော်အာပေးစကားတွေဟာအမတန်မှအရေးကြီးပါလေစိတ်အားတွေတက်ကြွလာလို့ရှိရင်ယောဂဝေဒနာရဲ့အဖြစ်ရှိမှုအများကြီးတက်တော့နောက်ဆုံးမှာ ကိုလေးစားတဲ့ကိုယုံကြည်တဲ့ဆရာဆရာမတွေရဲ့ချိုးတာတဲ့စကားလေးကြားလိုက်တာနဲ့ပဲလူနာကယောဂတဝက်ပျောက်သွားတယ်ဆိုတာဒါမှန်တယ်စိတ်အားတွေတက်သွားတာเนาะအဲ့တော့အဲ့ဒီထဲမှာအကျိုးသိအကြောင်းသိလေးရှင်းပြမယ်ဆိုရင် လူနာဟာဆရာဝန်ဆရာမသူနာပြုလို့ရဲ့ဒီလက်ထဲမှာရှိသည့်အတွက်ကြောင့်သူတို့ရဲ့စိတ်အားတက်မှုဟာအများကြီးရတယ်တာမန်လို့မစင်သားပဲနဲ့เนาะ ဲ့ဒါလေးကကို့အတွက်မှာဆေးတစ်ခွက်လောက်တန်နေပေါ့ဆေးတစ်ခွက်လောက်တန်ဖို့ရှိသွားတယ်ဒါကြောင့်မို့လို့လူနာကိုပြုစုကုသတဲ့အခါမြတ်စွာဘုရားကအာပိစကားပြောတတ်တာလေးပါဆေးတစ်ခွက်အနေနဲ့ထည့်ပေးတာဒီချက်မှာဆေးတစ်ခွက်အနေနဲ့ထည့်ပြီးတော့ပြောပါတဲ့အာပိစကားလေးတစ်ခုပြောပါတရားသဘောစကားလေးလည်းပြောပေးပါစိတ်ချမ်းသာအောင်ပြောပေးဖို့ဒါကိုပါဆေးတစ်ခွက်အနေနဲ့ထည့်ပြီးတော့သူနာပြုဆရာဆရာမှာ ဆရာဝန်ဆရာမသူနာပြုလို့ရအကြီးချင်း၅ရက်ကိုမြတ်စွာဘုရားဒီလိုဟောတာလားရှိပါအဲ့တော့မြတ်စွာဘုရားဟောတဲ့ဘုရားဟာတရားတွေကိုဆုံးမဖို့ပွင့်လာတာဖြစ်တယ်တကိုးနဲ့ဖန်ဆင်းမှုပွင့်လာတာမဟုတ်ဘူးတကိုးကိုတုံးချတာဘုရားမဟုတ်ဘူးတရားတွေရဲ့ဒုက္ခကိုငါကိုယ်တိုင်ခံမယ်ဆိုတဲ့ဘုရားမျိုးလည်းမဟုတ်ဘူးဒုဒ္ဓမြတွေငါ့ပေါ်ပုံချလိုက်ငါကိုယ်တော်မြတ်ခံမယ်ဆိုတဲ့ဘုရားလည်းမဟုတ်ဘူး လုတ်တဲ့လုတ်ထိုက်တာတွေကိုမှန်မှန်ကန်ကန်နီးလန်းပြပြီးတော့ဆုံးမပေးတဲ့ဆရာဖရာဟုတ်အဲ့တော့ဒီဆုံးမဩဝါဒတွေဟာဒီဆုံးမတဲ့အတိုင်းလိုက်နာကျင့်သုံးဒါတွေကနီးပညာလို့ခေါ်တယ်အခုကလေးတက္ကနိုလော်ဂျီဆိုပြီးတော့နီးပညာတွေခေတ်စားနီးပညာအတိုင်းလုတ်ဖို့လိုတယ်ပေါ့အခုရသော်ဖရာကဆုံးမပေးတာအဲ့ဒီအဆုံးမဩဝါဒအတိုင်းလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင် ဟောကျမ်းမာရေးလဲကောင်းလာမယ်မကျမ်းမာတဲ့အခါမှာလည်းပဲယောဂဝေဒနာပျောက်ကင်းတတလာနိုင်တယ်သို့မဟုတ်စိတ်ဆင်းရဲမှုတွေကတွက်ကင်းသွားနိုင်တယ်မကျမ်းမာတဲ့ပုံကိုယ်တွေကိုပြုစုဆောင်ရှောက်ကြတယ်ဆရာတော်ဆရာမသူနာပြုတွေဟာလည်းမိမိတို့ဒီလုပ်ငန်းကြီးဟာကျမ်းမာမှုကိုဆောင်ရှောက်တဲ့လုပ်ငန်းကျမ်းမာရေးကျမ်းမာအောင်ပြုစုကုသတဲ့လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် မေတ္တာတို့အကျဉ်းသာတို့လွှမ်းခြုံထားတာအသိပညာနဲ့မိမိတို့ရဲ့မေတ္တာပေါ်ဆောင်တဲ့လုပ်ငန်းဖြစ်သည့်အတွက်ကြောင့်အလွန်တန်ဖိုးရှိပြီးတော့အလွန်မြင့်မြတ်ပြီးကုသိုလ်ရတဲ့လုပ်ငန်းကြီးတစ်ခုပဲလို့စိတ်ထဲမှာထားပြီးတော့မြတ်စွာဘုရားဟောကြားတဲ့အတိုင်းဒီအင်္ဂါရတ္တိနဲ့ပြည့်စုံအောင်ကြိုးစားအားထုတ်ကြပါလို့